ကဲဆုံးလို့မှုလေးနဲ့ပတ်သက်ပြီးအတိတ်ကထင်ရှားအောင်ဖျားစုပန်တဲ့သူမိတာရသိလေးရဲ့ဆုံးလို့မှုကိုကြည့်ရအောင်သူဟာတထေးသားပဲအင်မတန်မှချမ်းသာကြွယ်ဝအင်မတန်မှချမ်းသာကြွယ်ဝတဲ့ပစ္စည်းဥစ္စာတွေကိုသူဆုံးလွတ်လိုက်တယ်ဒီဆုံးလွတ်တာကမဆမ်းမှုလို့ပြောရမယ်ဆုံးလွတ်လိုက်ပြီး ဆွန့်လွတ်ပြီးတော့သူပါလို့တယ်ငြိမ်းချမ်းတဲ့ဘဝတစ်ခုကိုတည်ဆောက်တယ်ပစ္စည်းဥစ္စာတွေကိုဆွန့်လွတ်ပြီးငြိမ်းချမ်းတဲ့ဘဝကိုရယူတယ်ဒါကဆွန့်လွတ်မှုတစ်ခုအဲ့ဒီဆွန့်လွတ်မှုဟာတမဟာအဖြစ်ကြည့်ရင်တိတ်မကြည့်ချေသေးဘူးဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားစီကတရားနာပြီးနိဗ္ဗာန်ချမ်းသာကိုရမယ်ဆိုလို့ရှိရင်တဏှာဝကလွတ်ဖို့ဒီဘဝမှာ သူ့မှာအရေးချင်းနေပြေဝါရှိတယ်။ဖယားတရားတော်ကိုနာပြီးတော့တပိတ်ခံလိုက်တာနဲ့သစ္စာလေးပါးကိုသိပြီးယန္နာဖြစ်သွားနိုင်တယ်။အဲဒီလိုယန္နာဖြစ်နိုင်တဲ့အနေအထားရှိရတဲ့အဲ့နိဗ္ဗာန်ဆိုတဲ့ချမ်းသာဒုက္ခကိုမယူသေးပဲနဲ့တဏှာဝိဆင်းရဲတဲ့မှာဆင်းရဲခြင်းဆင်းရဲပါစေ။တရား၀ါရီအကျိုးအတွက်ငါအလုံးလုံးအောင်မယ်ဆိုပြီးရလာတဲ့ အမတန်ကြီးမားတဲ့ဆုလက်ကြီးတစ်ခုကိုဆွန့်လွတ်လိုက်တယ်။ယန္နာဖြစ်နိုင်တဲ့အနေထားကြီးတစ်ခုကိုဆွန့်လွတ်တယ်ဆိုတာအမတန်ကြီးမားတဲ့ဆွန့်လွတ်မှုခေါ်တယ်။နော်။ယန္နာဖြစ်ပြီးတော့တန်တရာဝုကလွတ်နိုင်တဲ့အခွင့်အရေးကြီးတစ်ခုလုံးတောင်မှပဲဆွန့်လွတ်ပြီးတော့ဖျားဖြစ်တော့ရောက်ပြီးမှ သတ္တဝါတွေအကျိုးသိဖို့ပြီးတော့မှနိဗ္ဗာန်ဝင်မယ်ဆိုတဲ့ဒီဆွန့်လွတ်မှုအလွန်ကြီးမားတဲ့ဆွန့်လွတ်မှုဖြစ်တယ်။အဲ့လိုဆွန့်လွတ်မှုကိုရင်စွန့်ပြီးတော့ကရုဏာနိဒာနာသဗ္ဗေပိဗုဒ္ဓဂုဏာဘုရားသခင်ကိုရောမြတ်တေရဲ့အယီချင်းတွေထဲမှာထိုယီချင်းတွေရဲ့အခြေခံအကြောင်းရင်းကဘာလို့လဲလို့ဆိုရင်ကရုဏာတရားပဲလို့ဒီလိုပြောကြတာပေါ့။စာပေကျမ်းကဒီလိုဆိုတာ အများကျိုးလုံးမယ်ဆိုတာကရုဏာပဲအများကျိုးလုံးမယ်ကိုတယောက်တည်းအခွင့်အရေးမယူဘူးကိုရလာတဲ့အခွင့်အရေးတစ်ခုဆွန့်လွတ်လိုက်တယ်ဘသူအတွက်ဆွန့်လွတ်တာလဲလောကသားတွေအတွက်ဆွန့်လွတ်တယ်လောကသားလို့ဆိုတဲ့နေရာမှာလူသားတွေတာမကဘူးတရားအားလုံးကိုဆွန့်လွတ်တယ်ပေါ့အဲ့ဒီတရားအားလုံးရဲ့အကျိုးစီးပွားအတွက်ဖះလောင်းတော်ဟာ သူ့မိသားဘွားကနေစပြီးတော့စွန့်လွတ်မှုတွေနဲ့လာခဲ့တာတဲ့နောက်ဆုံးမှာဒါနကောင်းမှုလုပ်တဲ့အချိန်မှာပြင်ပစီစဉ်ဥစ္စာတွေကိုစွန့်လွတ်တယ်ယာဓုခုံသိမ့်စီစဉ်ဥစ္စာအခွင့်အရေးတွေအားလုံးကိုစွန့်လွတ်တယ်မှာကိုယ့်ရဲ့အသက်တောင်မှစွန့်လွတ်တယ်ဟောစွန့်လွတ်မှုတွေနဲ့လာခဲ့တာအဲ့ဒါလို့စွန့်လွတ်တာ အလဟတဆွန့်လွတ်တာလားလို့ဆိုမဟုတ်ဘူးမေတ္တာနဲ့ကရုဏာနဲ့အများအတွက်ဆောင်ရွက်ဖို့ဆွန့်လွတ်တာဒီလိုဆွန့်လွတ်တာအဲ့ဒါကိုတစ်ဖက်ကပြောမယ်ဆိုရင်အနစ်နာခံတယ်လို့ပြောလိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားအလောင်းကဘာမှမကြည်ပွားပဲနဲ့တက်တဲ့အနစ်နာခံပြီးဆုံးရှုံးသွားတယ်ဆိုတဲ့အထိပ္ပာယ်ဆောင်သွားနိုင်တယ်ပေါ့အဲ့ဒီလိုသူများအတွက်အနစ်နာခံတယ်လို့ဒီလိုအထိပ္ပာယ်မရဘူး သူများအတွက်ဆွံ့လွတ်တယ်ဆွံ့လွတ်လိုက်တာဆွံ့လွတ်လိုက်ခြင်းဖြင့်ရလာတဲ့ဒီတစ်ခုကိုဆွံ့လွတ်လိုက်ရင်နောက်တစ်ခုရလာအဲ့ဒီရလာတာဟာတကယ်ကိုထူးမြတ်တဲ့အရာကိုရတယ်လောကလူသားတွေကနှစ်သက်တာယာတုကုန်သိစီးစိမ်ဥစ္စာကိုမြတ်လို့တယ်ချမ်းသာဒုက္ခကိုမြတ်လို့တယ်ဒါကိုတန်ဖိုးထားတယ်ဖះအလောင်းကြတော့အဲ့ဒါတွေကိုတန်ဖိုးလို့မတွက်ဘူး ဘာကိုတန်ဖိုးလို့တွေ့ထုံဆိုအတိညာဉ်ကိုတန်ဖိုးလို့တွေ့တယ်အတိညာဉ်ရဖို့အတွက်ဆိုရင်အလုံးကိုဆွံ့လွတ်တယ်လို့ဒီလိုအဓိပ္ပာယ်ရဒါနိဗ္ဗာန်ခန္ဓာမဟုတ်ဘူးနော်ဆုံးရှုံးသွားတာမဟုတ်ဘူးသို့တော်လူသားတွေအနေနဲ့တော့ဟာနိဗ္ဗာန်လိုက်တာဆုံးရှုံးလိုက်တာနဲ့ထင်ကောင်းထင်လိမ့်မယ်ဘုရားလောင်းရဲ့ဒီဆွံ့လွတ်မှုဆိုတာဒီတဲ့အဖို့တန်တာကိုရယူသွားတာပဲလို့ဒီလိုပြော အဲ့တော့သုမပီပါရမီကုသိုလ်တွေကိုရလာ